အားလုံးမင်္ဂလာပါခင်ဗျာမင်းခမ်းမောင်ချန်နေရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့10ရက်12လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအချင်းကင်းပြင်းနေဖားစီတန်ဝီတဲ့ကရင်ဒေသကဖလူးနယ်ကစစ်သည်နဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်ပြီမှာကျွန်တော် channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးပါဦးခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ ယနေ့ဆင်ရဲဆန္ဒလာ2025ရည်နှစ်မှာတော့အကြမ်းဖက်တောင်းကျမ်းသူများဖြစ်ကြတဲ့ KNU ပလတ်ဗရက်အဖွဲ့တွေခိုးအောင်နေထိုင်နေတဲ့ဖလူလေးရွာထိပ်ကိုမြမတက်မတော်လေနသားများကလေချောင်းကနေပေါင်900ဘုံနဲ့ကျဲချရှင်းလင်းနိုင်လိုက်ပါတယ်ဒီလိုရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကြမ်းဖက်တောင်းကျမ်းသူ KNU နဲ့ဗရက်အပေါင်းပါတစု ထိခိုက်သေဆုံးမှုများရှိခဲ့သလို၎င်းတို့နေထိုင်ရာအဆောက်အဦအချို့လည်း ထိခိုက်ဆုံးရှုံးပျက်စီးမှုများရှိကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါရခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့မန္တလေးတိုင်းဒေသကြီးဒရာဦးဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါရခင်ဗျာ9ရက်12လ2025ရက်နေ့မှာတော့မန္တလေးတိုင်းဒေသကြီးဒရာဦးမြို့ရဲ့အနောက်တောင်ဘက်မှာရှိနေတဲ့ကိုကိုကန်ရွာအနီးကိုလာရောက်ပြီးတော့မိုင်းထောင်နဲ့အကျမ်းဖတ်တောင်းကျမ်းသူဗရတ်တယောက်ကို လုံလုံရေးတပ်ဖွဲ့ဝင်များကပြစ်ခတ်ရှင်းလင်းနှိုင်းလိုက်ပါတယ်ဒီဖြစ်စဉ်အတွင်းမှာမိဘကဒီကိုင်းမှုတစုံတရာမရှိပဲအကျိုးအမြတ်ရလတ်နေရခြင်းအကြမ်းဖက်တောင်းရန်သူဗရက်တလောင်းလက်လုံမိုင်း၃လုံးတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့မန်လီတိုင်းဒေသကြီးတပိတ်ချင်းနေနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခမ 9ရက်စန္ဒလ2025ရက်နေ့မှာတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ်ရေဘူးတဲစုရွာအနီးမှာရှိနေတဲ့ကျက်ဆောင်တောင်ရွာအနီးကအကြံဘက်တောင်ရင်သူဘရက်တွေရဲ့အခိုင်မာစခန်းကိုမြမတက်မတော် လုံညိုတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခြေမုံရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာဂျိုးမြတ်ရလတ်နေရာဖြင့် ်မိမိဘက်ကထိခိုက်မှုဒဇုံတရာမရှိဘဲအကျန်းဖက်တောင်းကျန်းသူများအခြေပြုဟာဗရက်စကန်ကိုသိမ့်ပိုက်နိုင်ခဲ့ပြီး အကျန်းဖက်တောင်းကျန်းသူဗရက်အချို့အလောင်းလက်နက်များဆွဲယူဆုတ်ခွာထွက်ပြေးသွားကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာအကျဉ်းချင်းသတိပေးခဲ့သလိုပါပဲ KNU ငပွေးနဲ့ဗရက်တွေဟာဘကုအရှိချမ်းမြို့နယ်တွေမှာအခုတလောခြေရှုပ်နေပါတယ်မုံငွေနဲ့ကငပွေးနဲ့ဗရက်တွေဟာ စစ်တောင်းမြစ်ကိုဆက်လီတွေနဲ့တပွဲပြီးတပွဲဖြတ်ကူးလာတာရှိပါတယ်။ရေမွေးနှံ့ရပါတယ်။ပြစ်မှတ်ကဖြူးနဲ့ထန်းတပင်ဇေကြီးဘက်ကကင်းစကန်ဂိတ်စကန်တွေလာတော့မသိပါဘူး။ဒါမှမဟုတ်ထုံးစံအတိုင်းဖြူးဇင်ရပရီကျွဲပွဲလမ်းကြောင်းကနေဘကိုးကျုံးမှမှာပဲသွားခိုကြမလားတော့ မသိပါအလုံးမမဟုတ်ရင်ရွေးကောက်ပွဲနာနီးလို့ခိုးအောင်နေပြီးအနာနီမှလှူရှားကြမလားတော့မသိပါဘူး။တေချာရာကတော့ GNU ငပွေးနဲ့ဗရက်တွေဟာ ရသမီးရနီးနဲ့ရွက်ကော်ပွဲကိုဖျက်ဆီးပါလိမ့်မယ်ဥပမာပြောရရင်နှက်ပြန်လို့မဲပေးရမယ်နေ့ဆိုဒီနေ့ညလို့ဒရုန်းနဲ့မဲယုံကိုဘုံလာချတာတို့တနတ်တွေဖောက်တာတို့ လုံနိုင်ပြီးတော့ပြည်သူတွေမဲလာမပေးပြီးအောင်အကြောက်တရားပေးထားနိုင်ပါတယ်ဒီလိုအခြေအနေနဲ့ဆိုဘယ်ပြည်သူမှလည်းအသက်ဆုံးပြီးမဲလာပေးမှာမဟုတ်ပါဘူးတမ်မတော်အနေနဲ့ကလည်းမဲယုံတိုင်းကိုဂျမ်းမာတက်ပြီးမကာကွယ်ပေးနိုင်ပါဘူးနောက်ဆုံး ရှော့နိုက်ဒုံးတွေနဲ့ရက်ွက်တဲ့ထုတာတို့ဘာတို့လာလို့ရင်လဲကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။သဘုံတွေအတော့ကတညာလေးပဲအဲဆွန့်တိုက်ွက်ဖော်ယုံမှာပဲ။မဲယုံရှိတဲ့အနီးအနားကတက်စကန်ဂိတ်စကန်တွေကိုမနိုင်မှန်းသိရင်တော့ဝင်စီးတာတို့အဝေးကနေတိုက်ပွဲဖော်တာတို့လုံနိုင်ပါတယ်။ဒီလိုအတန်ပလန်တွေကြားနေရရင်မဲပေးမဲ့ပြည်သူတွေကရောမဲယုံဝန်ထမ်းတွေကိုယ်စလဲလောင်းတွေရောအကုန်လုံးစိတ်ဖြောင်းဖြောင်းနဲ့ရွက်ကွက်လှုပ်ဆောင်နိုင်ကြပါဦးမလား။ တဘုံအတွက်ကသိမ့်နိုင်နိုင် မသိမ့်နိုင်နိုင် ကိစ္စမရှိပါဘူးတညာလေးပဲ အာဂုံထုတ်တိုက်ပွဲဖို့နောက်ဆက်ယုံပါပဲဒါကြောင့်မို့တမ်မတော်အနေနဲ့အများကြီးတွေးတောပြင်ဆင်ထားဖို့လိုပါတယ်ကြိုတင်ချိန်မုံထားဖို့လည်းလိုပါတယ်ကင်းထောင်ငှက်တွေဒရုန်းတွေရှိနေတာပဲဗျာနေတိုင်းလိုလိုအချိန်ပြည့်ထောက်လန်းနေပြီးမတင်ငါစင်ရတွေ့ရင်စော်ဖို့ဒါမှမဟုတ်ရင်ဖြစ်လာကမှတော့မတက်နိုင်ပါဘူး မြောင်းထဲရောက်နေတဲ့နုကြည်အဖွဲ့ကမန္တလေးမှာမြောင်းရုံနဲ့ကောင်ကိုပွဲထုတ်ပြီးတော့ယနေ့ဒီဇင်ဘာလ10ရက်နေ့ကိုအပြင်မထွက်ရဆိုင်းနိုက်စထရိုက်အတန်တိတ်တပိတ်လှုပ်ဖို့ပြည်သူလူထုကိုချိန်ချောက်နှိုးဆော်ထားတာတွေရှိခဲ့ပါတယ်။ဒါကအကြောင်းမဲ့တက်တက်လှုပ်တာတော့မဟုတ်ပါဘူးဗျ။သူတို့ရဲ့စကားကိုပြည်သူတွေလိုက်နာမနာတပိတ်လိုက်လှုပ်မလှုပ်သိကျင်လို့သွေးတို့စမ်းကြည့်လိုက်တဲ့သဘောပါ။ပြည်သူလူထုက ဒလန်လို့ဆွဆွဲခံရမှာကြောက်ပြီးနိုင်ငံရေးစဖြစ်တဲ့အစောပိုင်းနှစ်တွေလို့သူတို့ခိုင်းတိုင်းတပိတ်လိုက်လို့သေးလားမလုံလန့်သိကျင်သေးလို့ပါပြည်သူကအကြောက်တရားရှိသေးလို့သူတို့ရဲ့တပိတ်ကိုလိုက်လို့ရင်ရွေးကောက်ပွဲကြရင်တေချာပေါက်မဲထဲကြမဲ့ပြည်သူလူထုကိုမဲမထက်ပြအောင်တပိတ်တမျိုးမျိုးလုံခိုင်းပြီးချင်းချောက်ပါလိမ့်မယ်အခုလိုအပြင်းမထွက်တပိတ်လုံခိုင်းနာတို့ဘာလို့ပေါ့လေထွက်ရင်ဒလန်တို့စစ်တဲ့အာဘေဘောမတို့စသဖြင့်မျိုးစုံချင်းချောက်တာမျိုးတွေပေါ့ ဲ့ဒါကြောင့်ပြည်သူလူထုရဲ့အခြေအနေသိရင်သေးလို့နှုတ်ကြီးကမြောက်ရုံးတဲ့ကောင်ကိုပွဲထုတ်ပြီးသွေးတို့စမ်းခဲ့တာပါအကြောင်းမဲ့တတ်တဲ့ဒီ silent strike လောက်ခိုင်းနေတာမဟုတ်ပါဘူးပေါ်ပေါ်တန်တန်လေးမတွေးသင့်ဘူးအခုလာမဲ့ရွေးကောက်ပွဲကိုအထူးသဖြင့်နုကြီးကအနုနီးအခုလိုအတန်တိတ်တပိတ်အပြင်မထွက်တပိတ်လှုပ်ခိုင်းတာအကျန်းနီးစီရေးတိုက်ပွဲဖို့စတဲ့နီးမျိုးစုံနဲ့ရသလောက်ဖြည့်စီပါလိမ့်မယ်နိုင်ငံရေးအစောပိုင်းနှစ်တွေမှာ နုကြည်ရအခုလိုအရင်မင်းအဖက်မရသပေပေါင်းစုံကို ပြည်သူတွေကိုမကြာခဏလိုက်လို့ခိုင်းပြီးပြည်သူတွေကလည်း social punishment လို့ BC လိုတိုက်ခိုက်တာတွေနဲ့ဘောမဒလန်ဆွဆွဲပြီးတက်ဖြတ်တာတွေကြောင့်ကြောက်ပြီးတော့လိုက်လုခဲရတာရှိပါတယ်။ဥပမာဈေးထဲမှာဆိုရင်လည်းနီဘိန်အာသန်ဆိုင်တွေကဆိုင်ပိတ်ကြရင်တမန်ဆိုင်ပိုင်ရှင်တွေကလည်းဆိုင်မပိတ်ခြင်းပေမဲ့ BC လုံမှာကြောက်တာတွေ ဘောမဒလန်ဆွဆွဲခံရမှာကြောက်တာတွေကြောင့်ဆိုင်လိုက်ပိတ်ပိတ်ခဲ့ရတာတွေရှိပါတယ်။နောက်တော့ဒီလိုပါအကျိုးမှမရှိတဲ့တပိတ်တွေလုခိုင်းတာစစ်တပ်ကဘာမှမဖြစ်ပဲပြည်သူလူထုပဲဒုက္ခရောက်လာကြလို့ကြာလာတော့ပြည်သူတွေလည်းအများအပြားလိုက်မလုံနိုင်ကြတော့ပါဘူး။စဉ်းစားကြည့်လေအပြင်မထွက်တပိတ်လှုပ်လို့စစ်တပ်ကဘာမှမထိခိုက်ဘူး။တက်စီဆွဲနေတဲ့ပြည်သူတွေဈေးလိုက်ရောင်းစားနေတဲ့ပြည်သူတွေ တနေ့လို့တနေ့စမ်းပြည်သူတွေစတဲ့သူတွေပဲဒုက္ခရောက်ရတာမဟုတ်ဘူးလားနောက်တော့တပိတ်တွေကဘာအကျိုးမှမရှိပဲပြည်သူလူထုပဲဒုက္ခရောက်လို့တာမန်ပြည်သူတွေကတပိတ်တဲ့မပါနိုင်ကြတော့ပဲတပိတ်ကိုအာဏာစွာလိုက်လုံနေကြတဲ့ NLD နီးဘိန်းတွေကိုလည်းစစ်တပ်ကနှိမ်နှင်းဖမ်းဆီးပြလို့ဒီတပိတ်တွေဟာပျောက်ကွယ်သွားခဲ့ပါတယ်ဟောအခုလဲကာလအညာပျောက်ကွယ်နေတဲ့ဒီတပိတ်ကိုသွေးရိုးစမ်းတဲ့အနေနဲ့နုကြီးကပြန်လှုံ့ဆော်လာတာရှိပါတယ် မီဒီယာတွေအနေနဲ့ကတော့ညီပင်းအပင်းမီဒီယာတွေက လူမရှိတဲ့အချိန်လူမရှိတဲ့နေရာတွေကို လိုက်ရှာကာဓာတ်ပုံတွေရိုက်ပြီးတော့ပြည်သူတွေ sign line strike မှာပါဝင်နေဆိုပြီးဝါရဖြစ်မှာဖြစ်လို့တမရဘကမီဒီယာတွေကလည်းလူစီကားတဲ့နေရာတွေဓာတ်ပုံရွေးရိုက်ပြီးတံမြန်ဝါရဖြန့်ကြမှာပါဒါတွေကထုံးစံပါပဲပြီးတော့ဒီသပိတ်မှာပါဝင်ပြီးတော့ဆိုင်တွေပါတွေလိုက်ပိတ်ကြမဲ့သူတွေလည်းရှိနိုင်ပါသေးတယ်ဒါတွေကလည်း တက်မတော်နေနဲ့မျက်စိတောက်တောက်ကြည့်ပြီးဆွဲစီနိုင်တာပါပဲ။နိဗ္ဗိအာသံတွေကိုတော့မပြောလိုပါဘူး။တမန်ပြည်သူတွေကိုပြောချင်တာပါ။ဘယ်သူမှမကြောက်ပဲကိုယ့်လို့ကိုယ်လှုပ်ကြဖို့ကိုပါ။တော်ကြံဘာမှမဟုတ်တဲ့ဒီတပိတ်တရကြောင်းမဖြစ်တဲ့နာတွေမဖြစ်အောင်လို့ပါ။အပြင်းသွားစရာရှိရင်သွား၊ဆိုင်ဖွင့်စရာရှိရင်ဖွင့်၊ဝဲစရာရှိရင်ဝဲ၊ပျော်စရာရှိရင်ပျော်ဒါပဲပေါ့ဗျာ။တပိတ်တွေကိုကြောက်ပြီးလိုက်လှုပ်နေရတဲ့နိုင်ငံရေးအစိုးရကာလတွေကိုကြော်ခဲ့ပါပြီ။ ါလေးကိုပဲသတိပေးကျင်တာပါဘာလို့လဲဆိုဒီနေ့တပိတ်ကရင်အရက်ဝတ်တွေနဲ့လိုက်ပတ်ကြည့်ရှုမဲ့စာရဖားတွေအများပြားရှိနိုင်နေတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးကျင်တာကတော့ဆီယံပိုင်ဆိုးရေးသားတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာတနိုင်ငံလုံးချင်းချင်းတဲ့ဂျင်းမနိုင်မို့ရာတော်လန်ဆယ်လီတွေအလုံးလှုံ့ဆော်နေကြတဲ့အတန်တိတ်တပိတ်ကြီးဟာ လောကဖွင့်တဲ့အာကာသပြရိုက်တကူတည်းနဲ့တင်ကြာရှုံးသွားပါတယ်ဒီနေရာထဲမှာတော့လူထောင်နဲ့ချီပါတယ်အနီတွေကသွေးကြောင်တာလားညံကောင်းတာလားမသိဘူးပြည်သူတွေကအခုချိန်လမ်းပေါ် ထွက်ခိုင်းရင်ဘသူမှလိုက်မလုကြတော့မှန်သီလို့အတန်တိတ်တပိတ်ဆိုပြီးလှုပ်တာပါဒါတော့လူတွေသိမ့်မထွက်တဲ့စေနာကြီးကနေညနေ3:00ကြာဆိုပြီးလူလေကြထားပါသေးတယ် ကိုเจ้าကိုသိလို့ဇမရှိတော့လမ်းပေါ်ခေါ်တင်ဖို့မပြောနဲ့လူစီကားတဲ့ညနေ၄၅နာရီမျိုးကိုတော့မရွေးရဲပါဘူးဒီလောက်အနိုင်ကဖန်းတာတော့ရန်ကုန်မန္တလေးပြည်သူတွေကတော့အသွမ်းလာမပြတ်ခဲ့ပါဘူးအဆက်ပြေလူပြတ်တဲ့အချိန်ရိုက်ထားတဲ့ပုံလေးတွေကို ခစ်သက်ကဟန်ကိုဖို့တင်ပေးရှာပါတယ်လက်တွေမှာတော့ဒီတပိတ်ဟာမအောင်မြင်မှန်းကိုကိုကိုလည်းသိကြမှာပါဒီဇင်မာလ28ရက်မတိုင်ခင်လဲ ညဏ်ညဏ်နဲ့တွေ့သုံးပြီးတော့တပိတ်ခေါင်းစဉ်မျိုးစုံလာဦးမှာပါ ရွေးကောက်ပွဲပြီးရင်ခေါင်းစဉ်ရှာဖို့ခက်လာပြီးဆိုတာကျင်းတည်နေပြီဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာကိုလူကြီးတွေစိတ်ရှည်သီးခံခဲ့တာလဲပါတယ်မမရရရ 2022ကိုငြိမ်းချမ်းရေးနှစ်ဆိုပြီးတက်ကြွကြီးက EU တွေနဲ့ Peace Process တွေအကြောင်းဝယ်စီပုံပြင်နိုင်မဲ့ကိစ္စတွေအကြောင်းငြိမ်းချမ်းရေးလုပ်နိုင်ဖို့အပြည့်ရကာလတွေကိုရည်ရချက်ကောင်းကောင်းနဲ့ extension လုပ်ပေးခဲ့တယ်။လူကြီးတွေယုံကြည်မယ်ဆိုရင်လည်းယုံကြည်ထိုက်စီရပါပဲ။အဲ့ဒီတော့ကနေပြည်တော်ကိုလာတဲ့အထက်မှာ UWS လည်းပါတယ်။ SSBB တို့ကအစပေါ်လေးနိုင်ငံရေးရှုထောင့်ကကြည်ရင် NCA မထိုးတဲ့ EU တွေပါ နေပြည်တော်မှာတွေ့နေပြီဆိုတော့အကောင်းဘက်ကပဲရှုမြင်သုံးသပ်ပြီးခဲ့ကြပါတယ်ခတ်တာကမင်းသားကောင်းဆောင်းထားကြတဲ့ဘလူးတွေပါအစိုးရနဲ့တက်မတော်ကတိုင်းမင်းအတိုင်းသွားနေချိန်မှာအချိန်ငိုက်30နှစ်ခွန်ဆိုပြီးအကောင့်ထဲပေါ်လာခဲ့ကြတယ်ရုပ်အပေါင်းဆုံးကတော့ YouWSC ပဲမြောက်ပိုင်းမှာမိတွေကိုလိုအပ်တဲ့လက်နဲ့ခရဲငွေကြွေးတွေနောက်ွယ်ကထောက်ပံ့ပေးခဲ့ကြတယ်ဒါတော်ဝကတောက်ရမရှိပြည်နယ်အဆင့်ရကျင်သေးတယ် တရုတ်မြန်မာရဲ့ဒီပလိုမက်တစ်သာအချိန်မီပြန်ကောင်းမလာခဲ့ရင်30နှစ်ခွန်က တမျိုးတပုံထပ်ပစ်သွားနိုင်ပါတယ်။ဒါပေမဲ့အနာဂတ်စစ်ကောင်းဆောင်တွေတည်ထားဖို့အချက်ကတရုတ်လဲဒီအခင်းချင်းမှာအကျွေးတက်တက်ရှိပါတယ်။ဒါပေမဲ့ပြောချင်တာကအခုမှစတာလက်ရှိ EO ရဲ့ဌာနချုပ်တွေကိုတာမန် Google Map ကိုသုံးတတ်သူဆိုရင်တော့ကောင်းကောင်းသိပါတယ်။ ပလောင်ရဲ့ကုတ်ခိုင်သိန်းဒီထိုးစစ်တွေစကြဲကနတ်ဆန်နဲ့မန်တုံကသာဘုံကျဲလိုက်ရင်ဒီပြဿနာကစောစောပြီးသွားနိုင်တယ်ဒီလိုပါပဲလက်ရှိမကွေးဗရန်နေရာတွေထက်ရခိုင်ရဲ့နောက်ကျောနေရာတွေကိုသာဘုံများများချင်းချင်းတဲ့ရခိုင်ကြားမှာနေမြေထိန်းချုပ်မှုပြန်ရောက်အောင်ယူနိုင်ရင်ရခိုင်က ဖြက်လေးပြက်ကောင်းကောင်းလှုပ်လို့ရပါတယ်ကချင်တဲကဗမော်မာလဲ KIA နောက်ကျောကိုသာလေကြောင်းတိုက်ခိုက်မှုလုပ်ရင်ဗမော်ကလည်းဒီလောက်မြို့ကြေပမလားပေါ့လေး ဒီနေ့ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဖြစ်နေတဲ့စစ်မှားထိုင်းဘက်ကသုံးသွားတဲ့ပေါကွင်းရပြင်းတွေကိုကြည်ရင်အင်းအိုတွေကိုနှိမ်နှင်းတဲ့တက်မတော်ရဲ့ပမာဏကဘာမှမဟုတ်တာ သွားတွေ့ရပါတယ်။ဒါပေမဲ့ပြည်ပစစ်နဲ့တိုင်းရင်းသားဆိုတဲ့အမြင်လဲကွာခြင်းကွာမှာပေါ့လေ။ဒါပေမဲ့ရခိုင်အေအေရဲ့မကွေးအေယံဝရီနဲ့တရငားမိုင်မှာစူပေါင်းစပေါင်းဂိတ်ဖွင့်စားတာကရောတိုင်းရင်းသားအရေးလို့သတ်မှတ်မလား။ မွေးရီစေဝါကုံကူပြီးနိုင်ငံတကာကိုဖြန့်နေတဲ့လုံရက်ကရောဖက်ဒရယ်အရေးကိစ္စပဲလားဥပဒေအရသတ်မှတ်ထားတဲ့နေမျိုးတွေကိုကျူးကျော်အိမ်အဆောက်အုံတွေမိရှို့လန်ဒရာတွေဖြည့်ဆည်းပြီးပလောင်ပြင်းနဲ့ထူထောင်ဖို့ကြိုးစားတာကရောတိုင်းရင်းသားအခွင့်အရေးအတွက်လို့ခေါင်းစဉ်တက်ခွင့်ရှိသေးလားပေါ့လေအခြေအနေမကောင်းလို့သာအုံယုံယုံကြောင်ယုံယုံဖြစ်သွားပေမဲ့တက်မတော်သားမထိန်ချုံနိုင်ခဲ့ရင်ထိုင်းနေဆက်ကမြောက်ဒီကုံသွေးကြီးနေရာကို ကရင်တပ်ပေါင်းစုကထိန်းချုပ်ဖို့ကြိုးစားလာတဲ့ရုံမတ်ကလည်းတိုင်းရင်းသားအခွင့်အရေးလို့ဆိုလို့ရမလားပေါ့လေတိုင်းရင်းသားအခွင့်အရေးလို့ဆိုဦးမလားပေါ့လေတေချာရာကတော့အခုလိုပဲဖြစ်ပြသမျှကို တိုင်းရင်းသားအေးအိုးလို့သတ်မှတ်ပြီးတညာနေသည်ပြီးနောင်သားစဉ်မြေးဆက်လက်အင်အားကောင်းလာရင်ထကြွလိုက်လန်ဒရာတွေမိုင်းခွဲလိုက်နဲ့တန်တရားလင်းနေဦးမှာပါ NCA ဖြစ်ပေါ်ဖို့တွဲဆုံမှုပေါင်း9000ကျော်အချိန်အပြည့်2နှစ် ကုန်ကျခဲ့တဲ့ပတ်စံတွေပါတွက်လိုက်လို့ရှိရင်အခု GNU CNF ABD ရတို့ရဲ့လုတ်ပေါက်တွေကဒီ process အရွက်ကိုပါထိခိုက်စေတယ်မဟုတ်ဘူးလား EO တွေရဲ့ logic ကတော့စစ်တပ်ကအမာလိုင်းဖြစ်တော့တပ်မတော်နဲ့မဆွေးနွေးခြင်းဘူးတက်လာတဲ့အစိုးရကအနောက်ရင်းရင်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 းတော့အမျက်ထွက်တဲ့အခါဆုံးဖြတ်ချက်တတိုင်းနဲ့ချနိုင်တဲ့တက်မတော်အာနာထိန်ကာလတွေမှာငြိမ်းချမ်းရေး process တွေဆွေးနွေးလို့မရှိကြပါဘူး အခုတော့ရှိပါတယ်သိရိုးသားပါတယ်ဆိုတဲ့ EU တွေတောင်းဆိုတာကတက်မတော်ဟာနိုင်ငံရေးက ထွက်ရမယ်ဆိုတဲ့ logic ပါ ခတ်တာကကျော်တော့ကတော့အစိုးရနဲ့စကားပြောတဲ့အချိန်လက်နဲ့ကင်ထားဥမယ်ဆိုတဲ့သဘောသူတို့တွေသိရိုးသားရှာပါတယ်မြမပြည်မှာဘယ်အစိုးရတက်တဲ့စစ်တပ်မရှိတဲ့မြို့ရွာ EU ထိန်းချုပ်ခံဒေသဖြစ်မှာပဲဖြစ်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်ရှင်းရှင်းလေးအခွန်မရဘူးပေါ့ ခုမရတဲ့ဒေသအစိုးရလက်နက်မရှိတဲ့ဒေသဟာအုပ်ချုပ်ရေးရန်နေရဘယ်လက်ပတ်နိုင်ပါရောမလဲဒေါ်စုသာညဉ့်ဉည်နဲ့ရင်ကြားစီရေးဂုရုဆိုရင်အန်လရီအနာယလ်ဒါနဲ့ EAO တွေအကုန်လုံး NCA တဲ့ပြည်ဝင်ပြီးလက်မှတ်ဝိုင်းထိုးကြမှာပေါ့ဒါကနီပိမ့်မိသားစုတွေထင်သလိုဒေါ်အေးအေးဝင်းစီစဉ်နဲ့မြန်မာကားမှာမဟုတ်တာအခုထွန်းမြတ်နိုင် အချိုတက်နေတဲ့ဒေါ်စုဆိုတာအန်လရီလက်ထက်လွတ်လပ်ရေးနေမှာတော့ နေကြားရေကင်းရေကင်းစခန်းကိုရွေကျက်ရှိကြီးတိုက်ပြခဲ့တဲ့သူတွေပါတကယ်တော့ EO တွေမှာစားမရှိပါဘူးတပ်မတော်ကနိုင်ငံရေးကခွာကျွန်တော်တို့ကလည်းရပ်ပေါင်း180အတွင်းလက်နက်စွန့်ပြီးပါတီထောင်မမယ်လို့ကြေညာကြည့်ပါလားတကယ်ကငင်းငယ်ရေးအကြောင်းပြပြီးလက်နက်ကင်ရတဲ့ဝါလော့စနစ်တွေနဲ့ရင်မသွားခဲ့ကြတာလို့ပြောလို့ရပါတယ်တပ်မတော်ကသူတို့ရှိနေသမျှနိုင်ငံရေးကမစုပ်ဘူး ဤဟိုကလည်းနိုင်ငံရေးစကားပြောရဖို့လက်နက်ကင်တယ်လို့အကြောင်းပြတယ်။ခြုံပြောရရင်ငြိမ်းချမ်းရေးအကြောင်းပြပြီးလှုပ်ရှားခွင်တွေပျောက်သွားမှာသူတို့အစိုးရင်ဆုံးမဲဆိုတာအသိသာကြီးဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ်ရှမ်းမိုးတိဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့မြန်မာပါဝင်သင့်တယ်ဆိုတဲ့သတင်းဆောင်ပါလေးနဲ့ပိတ်သိမ်းလိုက်ချင်ပါတယ်ခင်ဗျာ။ ယောဂမွေးစင်းဝါကိုအမေရိကန်နဲ့အတူလက်တွဲဆောင်ရွက်မယ်လို့စင်းဝါသတင်းဌာနကဒီဇင်ဘာလ6ရက်နေ့ကကြေညာတယ်။အဲဒီကိစ္စကတောင်ကိုရီးယားနိုင်ငံဘူဆန်မှာအမေရိကန်သမ္မတနဲ့တရုတ်သမ္မတတို့သဘောတူညီခဲ့တဲ့ကိစ္စလို့ဆိုပါတယ်။တောင်ကိုရီးယားသတင်းဌာနတခုကမြန်မာနိုင်ငံမှာတရုတ်ကုမ္ပဏီတွေနောက်ွယ်ကကြိုးကင်နေပြီးရှမ်းပြည်နယ်မှာမွေးစင်းဝါအကြီးအကျယ်ထုတ်လုပ်နေတယ်လို့ရေးထားတယ်လို့ဖတ်လိုက်ရပါတယ်။အဲဒီသတင်းအမှန်ပါ အမေရိကန်ကဗီနီဇွန်လာကိုမွေးဈေးဝါခေါင်းစဉ်အောက်ကနေပြီးတော့အေးအယူဖို့အပြင်းထန်လုပ်နေပါတယ်ဗီနီဇွန်လာမှာမွေးဈေးဝါချက်ဖို့လိုအပ်တဲ့ဖန်တနိုင်းကတရုတ်ကလာတာပါဒါကြောင့်တရုတ်ကိုမွေးဈေးဝါချက်လုပ်တဲ့ဓာတ်ပစ္စည်းတွေမတင်ပို့ဖို့ထရန့်အမျိုးမျိုးဖိအားပေးနေခဲ့တာပါတရုတ်ကမွေးဈေးဝါထုတ်လုပ်ဖို့လိုအပ်တဲ့ဓာတ်ပေရကုန်ညံထုတ်လုပ်တာကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံဖြစ်ပါတယ်ဖန်တနိုင်းထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ညံတွေကို အွန်လိုင်းပေါ်ကကုမ္ပဏီတွေရောင်းချကြပါတယ်။တရုတ်ကုမ္ပဏီတွေကိုအမေရိကန်ကအဲ့ဒီကုန်ကြမ်းတွေရောင်းချတယ်လို့စွပ်စွဲထားပါတယ်။အဲ့ဒီဖန်တနိုင်းတွေကိုမက္ကဆီကိုကနေတဆင့်ဗင်နီဇွဲလားနဲ့အမေရိကန်ကိုတင်ပို့တယ်လို့ထရန့်စွပ်စွဲထားတာပါ။တရုတ်ရဲ့မွေးဆေးဝါးချက်တဲ့နေရာမှာအသုံးပြုတဲ့ဓာတုပစ္စည်းတွေကမြန်မာနိုင်ငံကိုလည်းအများအပြားရောက်ပါတယ်။အဲ့ဒီကုန်ကြမ်းပစ္စည်းတွေနဲ့ရှမ်းပြည်နယ်ဝါနယ်နဲ့အနီးအနားမှာမွေးဆေးဝါးတွေအများအပြားထုတ်လုပ်ပြီး ဘင်္ဂလားဒေ့အာရတ်နဲ့အရှိတဟာရှနိုင်ငံတွေကိုပြန်ပြူးရောင်းချတာပါရောင်းချရငွေနဲ့လက်နက်ဝယ်ပြီးမြန်မာနိုင်ငံမှာနေမီသိမ်းပြီးကိုမင်းကိုချင်းအုပ်ချုပ်ကြတယ်မွေစည်းဝါချက်တဲ့ဓာတုကုန်ညံတွေကမြန်မာနိုင်ငံကိုလာအိုထိုင်းတို့ကတဆင့်ဝင်လာတာများပါတယ်ဒီလာတိုင်းပိုင်းမှာတရုတ်ကုမ္ပဏီတစ်ခုကစိတ်ကြွဆေးထုတ်ဖို့လိုတဲ့ကုန်ညံပစ္စည်း82တန်းလာအိုကတဆင့်ရှမ်းပြည်နယ်ကို ပို့တာ လာအိုအကောက်ဂွန်ကဖမ်းလိုက်တယ်လို့သိရပါတယ်။နာဗီဇုံးရဲ့ကဘာကျော်နေရင်တရုတ်လိုမဖြစ်စေခြင်းရင်တရုတ်နိုင်ငံဘက်ကလုံရမယ့်ကိစ္စတွေထဲမှာကို့လူကိုပြန်ထိန်းတဲ့ကိစ္စကအဓိကပါပဲ။ကြားဖြန့်ဆိုလဲတရုတ်မိုးရီဆိုလဲတရုတ်လူကုန်ကူးမှုဆိုလဲတရုတ်ဆိုမကောင်းပါဘူး။မြန်မာနိုင်ငံမှာဆို လက်နက်ကင်တွေနဲ့ပတ်သက်ပြီးတော့အမြင်မကြည်ကြတာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာမိုးရီစင်းဝါဂုံကူပြည်လက်နက်အင်အားတိုးချဲ့လာတာ UWSCKNA နဲ့ AE တို့ကအကြီးမားဆုံးအဖွဲ့တွေဖြစ်ပါတယ်။အရင်ကကိုကန့်တွေလည်းမိုးရီစင်းဝါကိစ္စနာမည်ကြီးပါတယ်။အခုဖော်ပြတဲ့ဓာတ်ပုံကတော့ရခိုင်ပြည်နယ်ကို ပို့ဖို့မိုးရီစင်းဝါတွေထပ်မံဖမ်းဆီးမိတဲ့ပုံပါ။လက်နက်ကင်အားလုံးဒီမှာမိုးရီစင်းဝါနဲ့မကင်းသလိုကင်းပြည်နယ်တွေကလက်နက်ကင်တွေလည်းမိုးရီစင်းဝါချက်လုတ်လာပြီလို့ဆိုပါတယ်။ အမေရိကန်နိုင်ငံကမွေးရီစူဝါနဲ့ပတ်သက်ပြီး PNB ဆောင်ရွက်မယ်ဆိုရင်မြန်မာနိုင်ငံကမွေးရီရာသာတွေကိုပါထည့်သွင်းစဉ်းစားရင်ကောင်းမှာပါမြန်မာနိုင်ငံကကမ္ဘာပေါ်မှာမွေးရီစူဝါအကြီးဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ်အများမြင်နေကြပါပြီဗိဆိုင်ပြိုဧရိယာလည်းအများဆုံးနိုင်ငံဖြစ်လာပါပြီမွေးရီစူဝါကိုမထိန်ချုပ်နိုင်ရင်မြန်မာနိုင်ငံလက်နက်ကိုင်မပပြောင်းနိုင်တော့သလိုပြည်တွင်းစစ်လည်းမရက်နိုင်တော့ပါဘူးအယုံနဲ့အမေရိကန်တို့ပူးပေါင်းပြီးမွေးရီစူဝါကိုလက်တွဲဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံကလည်းပူးပေါင်းပါဝင်သင့်ပါတယ်လက်နက်ကိုင်တွေကြီးစိုးတဲ့နေရာဖြစ်နေလို့တရုတ်ရဲ့သဘောထားနဲ့လှုပ်ဆောင်ချက်ကမြန်မာနိုင်ငံအတွက် ပိုအရေးပါပါလိမ့်မယ်ကုန်ကြမ်းမရရင်ကုန်ကြောမဖြစ်ပါဘူးတရုတ်နဲ့အမေရိကန်နိုင်ငံတို့ပူးပေါင်းဆောင်ရွက်တဲ့မွေးဇေဝတိုက်ဖြတ်ရေးကိစ္စကိုမြန်မာနိုင်ငံပူးပေါင်းပြီးတော့ဒီတစ်ခါမွေးဇေဝသီးသီးသာသာပပျောက်သွားအောင်လုပ်ရမယ်ဆိုတဲ့အကြောင်းကိုလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အားလုံးကိုတူပဲကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါဦးခင်ဗျမိတ်ဆွေများရဲ့တင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာရိုင်းဆိုင်မှုမှာကွန်မန်မှာဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်မောင်ပါ